ားကြီးတော့မျောသေးတယ်ကြားပေါက်လေးရဲ့တောင်းချမ်းချက်နဲ့မျောလို့ပြန်တော့ပြရတဲ့ပုံကြားကြီးတော့အိတ်ကျော်နေတဲ့ဒီမှာတော့ကြားပေါက်လေးရဲ့တောင်းချမ်းချက်ကအိုမန်တို့တောင်းမှန်ယူရတဲ့အထိပဲလို့ဆိုရမှာပါအိုမန်နဲ့အတွင်းမှာအပြိုရောအိုဘာမကျန်တဲ့လူအုပ်ကြီးကကွင်းမင်းသားလေးကနေမြမမြမဒုံဒုံဒုံဆိုပြီးတော့အားပေးနေခဲ့လိုက်ပုံများရှင်းနေတဲ့ကြက်သိန်းတောင်ထားမိသေးတယ်လို့ပဲပြောချင်ပါတယ်ရိုးဆက်ခွင့်အောင်ပွဲကိုမြင်တော့2015ခုနှစ်ကရှင်ပြိုင်ကစားသွားခဲ့တဲ့မြမယူနေဆယ်အသင်းရဲ့ယူနေဆယ်ကဘာဗလာပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကွင်းရခဲ့တဲ့အချိန်ကတော့ပြန်လည်ပြီးတော့ သတိတရားသိနေပါသည်။အောက်သူမပေါင်းရင်စမ်းပိုင်ကြောင်းမင်းဦးရန်နိုင်ဦးအစားရှိတဲ့မြန်မာလူငယ်ကစားသမားတွေရဲ့စူးစမ်းအားထုတ်မှုဒေးပြကြီးကန်စီရဲ့နေပြပါနဲ့အတူမြန်မာလူငယ်အသိဟာ2015ဖီဘာယူနယ်ဆယ်ကမ္ဘာ့ပြိုင်ပွဲမှာပါဝင်ရှင်မြန်ဝင်ရရှိခဲ့ကြပါသေးတယ်။အဲဒီတော့ကအချိန်တွေကပြန်တွေ့ချင်းတကယ်ကိုရင်းကုန်သေးလို့ရှားဖို့တိတ်ကောင်းခဲ့လို့ဆရာမဖြစ်ပြီးဘောလုံးခွင်းကြီးထဲမှာလည်းပရိသတ်တွေအပြင်မြန်မာယူနယ်ဆယ်အသိရဲ့ပွဲစဉ်တွေလာပြီးဆိုရင်လမ်းပေါ်မှာရှိတဲ့သူတွေကအနည်းဆက်ရလက်ဖက်ဆိုင်တစ်ခုခုမှာဝင်ထိုင်ပြီးတော့အားပေးခဲ့ကြတဲ့အထိနေတွေ့ခဲ့ရတာဖြစ်ပါတယ်။ ။တရင်ထားစရာသိကောင်းခဲ့တဲ့အချိန်ကာလတစ်ခုဖြစ်ခဲ့ပြီးမြန်မာနိုင်ငံသွားပြီဟဲ့ဆိုရင်မြန်မာမြန်မာဒုံဒုံဒုံဆိုတဲ့မြန်မာပြည်သက်တွေဒီကထွက်ပေါ်လာခဲ့တဲ့အတန်းဟာတကယ်ကိုစက်တင်ထားစရာသိကောင်းခဲ့တာပါ။အခုလည်းမြန်မာယူဆက်ကွန်အတင်းအားအာရှယူဆက်ကွန်ခြေစဉ်ပွဲကိုအောင်မြင်ဖို့အတွက်အကောင်းဆုံးပုံစံတွေနဲ့ပြသနေကြတာကိုမြင်တွေ့နေကြရတာဖြစ်ပြီးအခုဆိုရင်တို့တွေကအုပ်စုတွင်၃ပွဲကစားပြီး၃ပွဲလုံးအနိုင်ကစားကရမတ်ကိုမန်နဲ့အတူအုပ်စုခြေစဉ်ပွဲအောင်မြင်ဖို့အနည်းဆက်ဆုံးအခြေအနေကိုရောက်ရှိနေကြတာဖြစ်ပါရင် ။အောက်ဆိုရင်တော့ဘက်ကစားပေးတဲ့အချိန်ပါမိမအတင်းဟာရာကိုကိုကိုတိရာရှိထားခဲ့ပြီးဘေးကကလည်းတကောတာရှိထားခဲ့တဲ့အထိစွမ်းဆောင်ရည်ကောင်းတွေပုံစံကောင်းတွေကိုပြသထားခဲ့ကြတာပါ။ဒီကနေ့ညနေပိုင်းကရှင်မြန်ကစားသွားခဲ့တဲ့အိုမန်တင်းတဲ့ပွဲစဉ်ဟာမြန်မာရုပ်ဆက်ကွန်အတင်းအတွက်တော့တကယ်ကိုရေးချီတဲ့ပွဲစဉ်တွေဖြစ်ခဲ့ပြီးသူတို့တွေကအိုမန်ကိုအနိုင်ကစားနိုင်လိုက်တာကအုပ်စုနောက်ဆုံးပွဲစဉ်အတွက်အနည်းငယ်အသက်ရှူချောင်းသွားစေခဲ့လို့ဆရာမပါ။အိုမန်အတင်းဟာမြန်မာအတင်းနဲ့မကစားခင်အုပ်စုအမတ်ပေးဆရာကိုဦးဆောင်ထားပြီးအုပ်စုတွင်အင်အားတောင့်တင်းဆုံးအတင်းဖြစ်ရည်တည်နေတဲ့အတင်းပါ။ အဲ့ဒီတော့ဒီမှာယူဆက်ကွန်အတင်အားတေချာလေးတတိထားပြီးရှင်မြန်ကစားခဲ့ကြသလိုရမယ့်အချိန်တွေအားတေချာလို့တော့မရတဲ့ပွဲစဉ်ပြင်တတ်မှန်ကြတာပါမဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေခဲ့တဲ့ပွဲစဉ်မှာမြန်မာယူဆက်ကွန်အတင်အားနှစ်ကိုးပြင်းတဲ့သူအနိုင်ရအောင်ကစားပြသွားခဲ့တာဖြစ်ပါတယ်။အိုမန်အတင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်ရဲ့ပထမပိုင်းမှာတော့မြန်မာအတင်းအားကိုရဖို့အတွက်ရုန်းကန်ခဲ့ရပြီးဂိုးသွင်းခွင့်တချို့ရရှိခဲ့ပေမဲ့လိုအပ်နေတဲ့အတွင်းကိုတော့ရအောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းဒုတိယပိုင်း60နာရီမိနစ်မှာတော့အတင်းကောင်းဆောင်အောင်တီဟာရဲ့နှားဖားတဲ့ဘဲဂျီကန်ချက်နဲ့တူမြန်မာအတင်းအားဥဆောင်ကိုစတင်ရရှိသွားခဲ့ပါတယ်။အဆိုပါအတင်းကတကယ်ကိုလှပခဲ့လို့ကြားမှာဖြစ်ပြီးဖြစ်တဲ့အပေါ်က န်တင်ရကနေပြန်ထွက်လာတဲ့ဘောလုံးကိုအောင်တီဟားကပဲချက်ဆွဲပြီးဒီကောဆဝိုင်းချိန်သားလေးကနေဘဲချင်းနဲ့အပြင်းကန်သွင်းသွားခဲ့တာပါအဲဒီနောက်စတိုင်းဆိုလိုဖွဲကစားချိန်66မိနစ်မှာလူငယ်ကစားသမားလေးညီညီတန်းကကောင်းတက်ကဆုံးတက်ခဲ့ပြီးညီမအသင်းအတွက်အနိုင်အသေးချတင်မဲ့ဂိုးကိုရယူပေးသွားခဲ့တာဖြစ်ပါတယ်ညီမလူငယ်အသင်းကတော့ပိတ်သက်တဲ့ခွန်အားကိုအင်အားဖြင့်အသုံးပြုခဲ့ပြီးအော်မန်လိုအုပ်စုရင်အင်အားကြီးတဲ့အသင်းကိုနှစ်ဂိုးပြည့်နဲ့အတူအနိုင်ပြသွားခဲ့တာပါအဲဒီတော့ညီမလူငယ်အသင်းဟာအုပ်စုရင်၃ဘွယ်ကစား၃ဘွယ်စလုံးကိုအနိုင်ယူကရမန်ကိုမန်နဲ့အတူမမင်းစရာကိုဥဆောင်နေခဲ့ကြပြီးဒုတိယနေရာကအော်မန်နဲ့အစီလီယာတို့ကိုရမန် သုံးပတ်စီဖြတ်ထားနိုင်ခဲ့တဲ့အတွက်နောက်ဆုံးပွဲစဉ်အဖြစ်ကစားရမယ်စီးရီးယားနဲ့ပွဲစဉ်မှာတည်တမတ်ရယုံနဲ့အာရှယူဆက်ကွန်အုပ်စုခြေစစ်ပွဲကိုအောင်မြင်သွားမှာဖြစ်ပါတယ်။ဒါမဲ့30ရက်နေ့မှာရှင်ပြန်ရမယ်ပြိုင်မဲ့စီးရီးယားအသင်းဟာခြေစစ်ပွဲအောင်မှုမျှော်လင့်ချက်ရှိနေသေးတဲ့အတွက်ဖောင်ပြန်ကစားမယ်သဘောမှာရှိနေခဲ့ပြီးမြန်မာအသင်းအနေနဲ့ခြေစစ်ပွဲအောင်မြင်ဖို့အရင်အုပ်စုနောက်ဆုံးပွဲစဉ်ကိုဖိုင်နယ်လို့သဘောထားကရှင်ပြန်သွားဖို့လိုအပ်နေခဲ့ပြီးဖြစ်ပါတယ်။